နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာပြည်သူလူထုအပေါ်မှာဆက်ဆံရမှာအပြုတ်မှုရိုင်းဆိုင်သွားခဲ့တဲ့တာဝန်ရှိတဲ့ရဲဘော်များကိုဒရီပေးအေးအေးမှုများလှုံ့ဆော်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ17ရက်နေ့ညနေ3နာရီခန့်ကစင်ကူးမြို့နယ်မှာရှိတဲ့ပြည်သူတွေရဲ့မိသားစု နေအိမ်တအိမ်မှာ Starlink Internet တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့စင်ကူးမြို့နယ်အရေးပေါ်အုတ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီမံစည်းကမ်းအချို့ကိုချိုးဖောက်တယ်ဆိုပြီးတော့အရေးယူရန်တွားရောက်ခဲ့တဲ့ရဲဘော်များနဲ့ပြည်သူမိသားစုဝင်များကြားမှာအငင်းကုန်စကားများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။အခုလိုမျိုးပြည်သူလူထုနဲ့အချင်းများခဲ့တဲ့တာဝန်ကျတဲ့ရဲဘော်များကိုစင်ကူးမြို့နယ်အရေးပေါ်အုတ်ချုပ်ရေးကော်မတီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်းအ ပေးပေးထားပါဗျ။ ကျွန်တော်တို့ဘက်ကတော့ဒီလက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တာဝန်ကျတဲ့ရဲဘော်တွေအပေါ်မှာရောဒီမိသားစုအပေါ်မှာရောတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဖြည့်ရှင်းပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရဲဘော်တွေဘက်ကအပြုတ်မှုပိုင်းဆိုင်ရာ ရိုင်းဆိုင်သွားတာနဲ့ပတ်သက်ပြီးတော့လေတာဝန်ကျတဲ့ရဲဘော်တွေအားလုံးကိုသတိပေးအရေးယူမှုတွေလှုံ့ဆော်သွားမှာပါမကြခင်မှာတော့တရားဝင်သတင်းထုတ်ပြန်ဖို့လည်းရှိပါတယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှုကသတင်းပေးဖို့ပြောကြားထားပါတယ်ဒါအပြင် Starlink Internet စီကံချိုးဖောက်တယ်ဆိုတဲ့မိသားစုနယ်လေတွဲဆ ုံညှိနှိုင်းဖြည့်ဆင်းသွားမှာဖြစ်တယ်လို့ပြောပါတယ်။အခုလောလောဆယ်မှာတော့မြေသူတအုပ်တယောက်မှာအေးအယူထားခြင်းမရှိဘဲ Starlink အသုံးပြုမှုစီကံစီမင်းချိုးဖောက်မှုနဲ့ Starlink ဆက်ကိုတော့ယာယီထိမ့်သိမ်းထားတယ်လို့သိရပါတယ်။လောလောဆယ်အေးအယူဆောင်ရွက်မှုကလူပုဂ္ဂိုလ်အပေါ်မှာလုံးဝမရှိပါဘူး။စီမင်းစီကံချိုးဖောက်တဲ့အတွက်ကြောင့်မို့လို့ Starlink နဲ့ပတ်သက်တဲ့စီမင်းစီကံနဲ့မှာပါတဲ့အတိုင်းပဲ Starlink Internet ဆက်ကိုယာယီထိမ့်သိမ်းထားတာတခုပဲရှိပါတယ်။ မိသားစုအပေါ်မှာရောလူတွေအပေါ်မှာရောအရေးယူမှုတစုံတရာပြုလုပ်ထားခြင်းလုံးဝမရှိပါဘူးအဲ့ဒီမိသားစုနဲ့ညနာစုံကြီးတွေ့ဆုံပြီးတော့ဖြည့်ရှင်းဖို့အတွက်ဒီကနေ့ညနေကိုချိန်ထားပါတယ်ပြီးရင်အဲ့ဒါရဲ့နောက်ဆက်တွဲ statement တွေကိုလည်းစင်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တရားဝင်ထုတ်ပြန်သွားဖို့ရှိပါတယ်လို့စင်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကရှင်းပြထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ